အရေးကြတိုက်ခန်းအရောက်အဝယ်မှာရောင်းတဲ့သူကဗရင်းချင်းအတိုင်းဝယ်ယူသူထံတိုက်ခန်းကိုလက်ရောက်ပေးရခဲ့တော့လေဝယ်ယူသူကသူပေးရမယ့်နောက်ဆုံးအရင်ငွေကိုရောင်းတဲ့သူထံမပေးဘူးဆိုရင်ရောင်းတဲ့သူကဝယ်ယူသူအပေါ်ရောင်းဖို့ကြံငွေရလိုမှုဖြင့်တရားစွဲဆိုခွင့်ရှိသလားအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ LB Group မြန်မာ Law Firm ကတရားလွတ်တော်ရှိနေဦးအောင်စရာဖြစ်ပါတယ်ကျွန်တော်တို့လော်ဖန်အနေနဲ့အများပြည်သူတို့တည်ထားတဲ့ဥပဒေဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးမျှဝေတင်ပြပေးလျက်ရှိပါတယ် ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်က1996မတ္တဆ1အမှုကိုကိုးကားပြီးတော့တင်ပြပေးသွားမှာဖြစ်ပါတယ်။အမှုဖြစ်အကြောင်းအရာကတော့ရောင်းတဲ့သူကဝယ်တဲ့သူနဲ့တိုက်ခန်းအရစ်ကြအရောင်းဝယ်စာချုပ်ချုပ်ဆိုပြီးတော့တိုက်ခန်းကိုရောင်းချပါတယ်။အဲ့လိုရောင်းချပြီးတဲ့နောက်မှာဝယ်ယူသူကတိုက်ခန်းပိုးငွေ90ရာခိုင်နှုန်းကိုပေးချေပြီးတဲ့နောက်မှာရောင်းတဲ့သူကဝယ်ယူသူထံတိုက်ခန်းကိုလက်ရောက်လွှဲပြောင်းပေးအပ်လိုက်ပါတယ်။ အဲ့လိုပေးရပြီးတဲ့နောက်မှာဝေယူသူကသူပေးရမယ်နောက်ဆုံးအရင်ငွေ၁၀ခိုင်နှုန်းကိုတတ်မှတ်တဲ့ရက်မှာမပေးတဲ့အတွက်ရောင်းတဲ့သူကဝေယူသူအပေါ်ရောင်းဖို့ကြံငွေရလိုမှုဖြင့်ပဟန်းမျိုးနယ်တရားရုံးမှာတရားစွဲဆိုပါတယ်။ဝေတဲ့သူကဘလို့ခုခံရှိပါတယ်လဲဆိုတော့ရောင်းတဲ့သူကသူ့အပေါ်ရောင်းဖို့ကြံငွေရလိုမှုဖြင့်စွဲဆိုခွင့်မရှိကြောင်းအမှုပုံစံမမှန်ကြောင်းစသည်ဖြင့်ခုခံရှိပါပါတယ်။ မြို့နယ်တရားရုံးကဘလို့ဆုံးဖြတ်တယ်လဲဆိုတော့ရောင်းဘူးကြံွေရလုံမှုဆွဲဆိုခွင့်ရှိတယ်အမှုပုံစံမှန်တယ်ဆိုပြီးတော့မှဆုံးဖြတ်ပါတယ်အဲ့လိုဆုံးဖြတ်တဲ့အမိန့်အပေါ်မှာဝဲတဲ့သူကမကျေနပ်တဲ့အတွက်ပြင်ဆင်မှုတင်သွင်းပါတယ်ပြင်ဆင်မှုတရားရုံးကဘလို့ဆုံးဖြတ်တယ်လဲဆိုတော့အမှုမှာရောင်းဘူးကြံွေရလုံမှုဆိုပြီးတော့မှတရားဆွဲဆိုထားပြီးမှလည်းအနှစ်သာရအားဖြင့်ရောင်းတဲ့သူကဝယ်တဲ့သူကသူ့အပေါ်ပေးရမယ်နောက်ဆုံးအရင်ငွေကိုမပေးတဲ့အတွက်ဗရိညင်အတိုင်းနောက်ဆုံးအရင်ငွေရလုံမှုဆွဲဆိုခြင်းသာဖြစ်တဲ့အကြောင်း ဗရိညင်တိန်ရောင်းသူကတိတ်ခန်းကိုမပေးဘူးဆိုရင်ဝဲတဲ့သူကရောင်းတဲ့သူဘောဗရိညင်တိန်ဆောင်ရွက်ပေးစီလိုမှုဆက်ဆိုနိုင်မှာဖြစ်တဲ့အကြောင်းဒါကြောင့်ရောင်းဖို့ကျန်ွေမရတဲ့ရောင်းသူအနေနဲ့ဝယ်တဲ့သူအပေါ်ရောင်းဖို့ကျန်ွေရလိုမှုဖြင့်ဆွဲဆိုခွင့်ရှိကြောင်းဖြင့်ဆုံးဖြတ်ခဲ့ပါတယ်။ဒါကြောင့်တိတ်ခန့်အရေးကြအရောင်းဝယ်တစ်ခုမှာဝယ်တဲ့သူကနောက်ဆုံးအရင်ငွေကိုမပေးဘူးဆိုရင်ရောင်းတဲ့သူကဝယ်တဲ့သူအပေါ်ရောင်းဖို့ကျန်ွေရလိုမှုဖြင့်ဆွဲဆိုခွင့်ရှိမှာဖြစ်တဲ့အကြောင်းတင်ပြလိုက်ပါတယ်။ နောက်တစ်ပိုင်းမှာလည်းသက်ဆိုင်ရာခေါင်းစဉ်လေးတွေနဲ့ကျွန်တော်ဆက်ပြီးတော့ဆွေးနွေးတင်ပြပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။